ောင်ကောင်မှာနှစ်80နီးပါအဆိုးရွားဆုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီးကြာသာပရိနှစ်မှာတော့မိသက်သမားတွေဟာဟောင်ဖတ်ကော့အထက်မြင့်အိမ်ယာမှာအခန်းတွေကိုတခန်းချင်းရှာဖွေစစ်ဆင်းနေကြပါတယ်။တောက်ကြနေ့အထိလူ128ဦးထက်မနည်းသေဆုံးခဲ့ပြီးအများပြားလဲပျောက်ဆုံးနေဆဲဖြစ်ပါတယ်။အိမ်ယာဟာလူနေထူထပ်ပြီးမွမ်းမံပြုတ်ပြင်းမှုတွေလုံနေတဲ့အချိန်မိအလင်းမြန်ပြက်နှက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။အဆောက်အုံပြုပြင်ထိန်းသိမ်းရေးကုမ္ပဏီရဲ့ဒါရိုက်တာ2ဦးနဲ့ အတိုင်ပင်ခအင်ဂျင်နီယာတဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ဘေးကင်းလုံခြုံမှုမရှိတဲ့ပစ္စည်းတွေအုံပြုခဲ့လို့လူသေဆေးမှုတန်တရားနဲ့ဖမ်းဆီးလိုက်တာပါ။ Deep Prestige Construction Company ကတော့မှတ်ချက်ပေးတုံ့ပြန်ခြင်းမရှိသေးပါဘူး။ဟောင်ကောင်ရဲတပ်ဖွဲ့ကကုမ္ပဏီရုံးခန်းကိုစီးနင်းရှာဖွေပြီးစာရွက်စာတမ်းတွေဝန်ထမ်းစီးနှင်းတွေအပြင်ကွန်ပျူတာတွေကိုပါသိမ်းဆီးခဲ့တယ်လို့အာနာပိုင်တွေကပြောပါတယ်။ ဟောင်ကောင်ရဲမှူးကြီးအိုင်လင်းချောင်ကတော့ကုမ္ပဏီရဲ့တာဝန်ရှိသူတွေဟာအလုံးမင်းပေါ်ဆခဲ့လို့ယုံကြည်ရတဲ့အကြောင်းရင်းတွေရှိပါတယ်။အဲဒါကြောင့်မိကထိန်းချုပ်မနိုင်ဖြစ်ခဲ့ပြီးတင်ဆောင်တန်ရာရသူများပြားခဲ့ရတာပါလို့ပြောပါတယ်။ဗုဒ္ဓဟူးနေ့ကမိစတင်နောင်ကျွမ်းတဲ့နေရာမှာရိုက်ထားတဲ့ဗီဒီယိုတွေအရဝန်ညာတွေနဲ့အစင်းရောင်ပိုက်ကွန်တွေကာယံထားတဲ့အဆောက်အုံတွေကိုမိတွေအလင်းမြန်ကူးဆက်ပြန့်နှံ့နေတာကိုတွေ့ရပါတယ်။ဟောင်ကောင်မှာတော့ဒီဝန်ညာတွေကို ဆယ်စုနှစ်များစွာကလေးကဘေးချက်သုံးပြုံနေစေဖြစ်ပေမဲ့တရုတ်ပြည်မှကြီးမာတော့ဒါဝငင်းတွေသုံးဆွဲမှုကိုတဖြည်းဖြည်းရပ်ဆိုင်းပစ်ခဲ့ပါတယ်။မတ်လတုန်းကအစိုးရကစောက်လို့ရဲ့ contract စာချုပ်အစ်စ်တွေမှာ90ရာခိုင်နှုန်းကိုတိုင်ငံ့အသုံးပြုရမယ်လို့ပြောခဲ့ပါတယ်။ဆိုင်ဒီပေါ်ကြီးကမိသက်သမားတွေကကျမတို့တိုက်မှာ မီးသင်းငယ်နေသေးတဲ့အချိန်မှာငင်းကြီးအထဲမှာရှိတဲ့သူ့အကုံလုံးကိုအရင်ကဲထုတ်လိုက်လို့ရပါတယ်ခုထီကျမတို့တိုက်ကမီးလောင်နေတော့မဲကျမသမီးနဲ့ခင်မုန်းကတော့အပြင်းကိုမထွက်လာနိုင်သေးပါဘူးကျမအိမ်နီးချင်းရဲ့အမျိုးသားကတော့ဆုံးသွားပါပြီရက်ခွယုံမှာတော့မိသားစုဝင်တွေတန်းစီပြီးသူတို့ချစ်ရတဲ့သူတွေရဲ့ရုပ်အလောင်းကိုအတီးပြုတ်ရတဲ့ဝမ်းနည်းဖွယ်အလုပ်တွေကိုလုပ်နေကြရပါပြီ ီအထက်မြင့်အင်ယာမှာတိုက်ခန်းပေါင်း2000ရှိပြီးလူဦးရေ4600ကျော်နေထိုင်ကြပါရရှင်။